အားလုံးမင်္ဂလာပါအောင်ဟင်း channel မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့ငွေမကုန်ပဲကြားဟော်မုန်းတိုးစေတဲ့နီလန်၅ခုဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကြားဟော်မုန်းကို testosterone လို့ခေါ်ပါတယ်ယောက်ျားတွေမှာအထိကထွက်တဲ့ဟော်မုန်းဖြစ်လို့ကြားဟော်မုန်းလို့ခေါ်တာပါ ကြားဟော်မုန်းကိုယောက်ျားရဲ့ဂွေးစီ testicle နဲ့မိန်းမရဲ့တာဥအိမ် ovary ကထုတ်လုပ်ပါတယ် adrenal gland ကလည်း ထုတ်လုပ်ပေးပါသေးတယ်။ကြားဟော်မုန်းအနည်းများပေါ်မူတည်ပြီး လူတွေရဲ့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေမှာအကျိုးတရားမှု ဖြစ်ပေါ်စေနိုင်ပါတယ်။ကြားဟော်မုန်းထုတ်လုပ်မှုဟာအရွယ်ရောက်တဲ့ကာလမှာအများအပြားထုတ်လုပ်ပါတယ်။အသက်30နောက်ပိုင်းမှာတော့တဖြည်းဖြည်းကျဆင်းသွားပါတယ်။ကြားဟော်မုန်းဟာရောက်ကြားရဲ့ကိုယ်ခန္ဓာအပေါ်ဘယ်လိုတက်ရောက်မှုဖြစ်စေသလဲ။ကြားဟော်မုန်းဟာလိင်ဆက်ဆံခြင်းစိမ့်နဲ့ဆက်နွယ်နေပါတယ်။ ကြားဟောင်မုံမြင့်တက်နေရင်လိန်ဆက်ဆံခြင်းစိတ်လည်းမြင့်တက်နေပါတယ်ဒရေသားလောင်းထုတ်လုပ်မှုကိုလည်းလှုပ်ဆောင်ပေးနိုင်ပါတယ်ပန်းတွေပန်းကျိုးမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်ဒါအပြင်ကြွက်သားတွေတမ်းမအောင်လှုပ်ပေးပါတယ်အရိုးတွေရဲ့တိတ်တီးစားကိုထိန်းသိမ်းပေးပါတယ်ယောက်ျားတွေမှာမျက်နာနဲ့ကိုယ်ခန္ဓာအပေါ်အမွှေးမြင်တွေကိုပေါက်စီပါတယ်အသားအရည်ကိုအထောက်ပံ့ဖြစ်စီပါတယ်သွေးနေဥထုတ်လုပ်ပေးတဲ့အလုပ်ကိုလှုပ်ဆောင်ပေးပါတယ် ချားဟော်မုန်းပမာဏဟာစိတ်ခံစားချက် အပေါ်တက်ရောက်မှု ဖြစ်စီပါတယ်။မှတ်ညာကိုကောင်းစီတဲ့တက်ကြီးဒရင်းမေယောဂါတွေကိုကာကွယ်ပေးပါတယ်။အဲ့ဒီချားဟော်မုန်းပမာဏနည်းရင်ဘာတွေဖြစ်လာကြလဲ။လိင်ဆက်ဆံခြင်းစိတ်တွေကျသွားတယ်။စွန့်ရင်တွေလည်းနည်းလာတယ်။ကိုယ်လေးချိန်တွေတက်လာတယ်။ဝလာတယ်။စိတ်ဓာတ်တွေကျလာတယ်။စိတ်ခံစားချက်တွေအပြောင်းလဲမြန်လာတယ်။လွယ်လွယ်ကူကူဒေါသတွေထွက်တယ်။ချက်ချင်းမပျော်မရွှင်ဖြစ်လာတယ်။ ကိုယ့်ကိုယုံကြည်မှုတွေကျဆင်းလာတယ်။ကိုယ်ခန္ဓာပေါ်မှာအမွေးမြင်တွေနည်းလာတယ်။အယိုးတွေပါလာတယ်။ကြားဟော်မုန်းတွေဟာတဘာဝအတိုင်းအတည့်ရွယ်ကြီးလာရင်ကျသွားချိန်မှာ အခြားအကြောင်းတွေကြောက်လေကျဆင်းနိုင်ပါတယ်။ယောက်ျားရဲ့ခွေးစီမှာဒဏ်ရာရခဲ့ရင် ကြားဟော်မုန်းကျပါတယ်။ကင်ဆာရောဂါဖြစ်လို့ဓာတ်ကင်တဲ့အခါဒါမှမဟုတ်ကင်ဆာဆေးရည်တွင်းတဲ့အခါမှာလည်းကြားဟော်မုန်းကျပါတယ်။ရှိရောဂါလို့ နာတာရှိယောဂါဖြစ်ရင်ဓမ္မမဟုတ်စိတ်ဖြည်စည်းမှုတွေဖြစ်လာရင်ကြားဟော်မုန်းပမာဏတွေကျပါတယ်ကြားဟော်မုန်းကျတဲ့အခြားအကြောင်းတွေကတော့ AIDS ယောဂါကြောက်ကပ်ယောဂါအရက်ဆွဲနာ အသည်းချစ်ယောဂါတို့ဟာယောက်ျားတွေမှာ ကြားဟော်မုန်းကိုကျဆင်းစေပါတယ်ကြားဟော်မုန်းဆိုပေမဲ့မိမတွေမှာလည်းတာဟုအိမ်ကကြားဟော်မုန်းအနေချင်းထွက်ပါတယ်တကယ်လို့အရွယ်ရောက်မိမတွေမှာကြားဟော်မုန်းကျခဲ့ရင် ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ကာမဆက်ဆံခြင်းစိတ်တွေကြာဆင်းသွားပါတယ်အယိုးပါလာတယ်အယိုးအားတွေနည်းလာတယ်အာယုံဆုဆိုင်မှုအားနည်းလာတယ်စိတ်တက်ကြာဆင်းလာတယ်မိမတွေကြားဟော်မုန်ကြရတဲ့အကြောင်းရင်းကတော့တောက်အိတ်အိုဗရီကိုခွဲထုတ်ရတဲ့အခါနဲ့ pituitary gland ဒါမှမဟုတ် hypothalamus gland ဒါမှမဟုတ် adrenal gland တွေမှာယောဂါရခဲ့ရင်ကြားဟော်မုန်တွေလည်းကြာဆင်းသွားပါတယ်ကြားဟော်မုန်ကို ငွေမကုန်စီပဲတဘာဝအတိုင်းပုံမထွက်လာဖို့အတွက်လုံနိုင်တဲ့နီလန်းတွေရှိပါတယ်အဲ့ဒါတွေကတော့နံပါတ်၁အားကစားလေ့ကျင့်ခန်းကိုပုံမှန်လုပ်ပါကြွက်သားတီရှူးတွေကိုများများလှုပ်ရှားမှုပေးနိုင်လေးလေးကြားဟော်မုန်ပမာဏလည်းများများထွက်လာပါတယ်အလေးမှလေ့ကျင့်ခန်းလုပ်နိုင်တဲ့စနစ်တကျလုပ်ဖို့လိုပါတယ်ကိုခန္ဓာကြွက်သားတွေထွက်လာပါတယ်အပြင်းထန်လေ့ကျင့်ခန်းတစ်ခုနဲ့တစ်ခုကြားမှာတော့ ကောင်းကောင်းအနားယူဖို့တော့လိုပါတယ်။ကိုခန္ဓာအပေါ်ပိုင်းလုတ်တဲ့နေ့ကိုခန္ဓာအောက်ပိုင်းလုတ်တဲ့နေ့နဲ့အနားယူတဲ့နေ့တွေပုံမှန်ရှိတင်ပါတယ်။အဲ့ဒီလိုပဲနောက်ဖက်အပေါ်ပိုင်းလုတ်တဲ့နေ့ကိုခန္ဓာနောက်ဖက်အောက်ပိုင်းလုတ်တဲ့နေ့နဲ့အနားယူတဲ့နေ့အဖြစ်သတ်မှတ်ပြီးပုံမှန်လုတ်တင်ပါတယ်။ဒီလိုပုံမှန်လုတ်သွားရင် ထူးခြားတဲ့အကျိုးတွေကိုရလာနိုင်ပါတယ်။ကြားဟော်မုန်းလည်းတက်လာပါလိမ့်မယ်။အလေးမားတဲ့လေ့ကျင့်ခန်းကိုတစ်နေ့ကိုနာယူဝက်မိနစ်30သာ လုတ်တင်ပါတယ်။ကြံတဲ့အချိန်မှာတော့တက်တက်တာတာဖြစ်တဲ့လမ်းလျှောက်လိကျင်ကန်းဆက်ဘိစီလိကျင်ကန်းတွေလုံနိုင်ပါတယ်။တက်တာတဲ့လိကျင်ကန်းလုတ်တဲ့အတွက်ကြောင့်သွေးလက်ပတ်မှုပိုတိုးတက်လာတယ်။စိတ်ခံစားချက်တွေပိုကောင်းလာတယ်။ပိုပျော်ရွှင်လာပါတယ်။စိတ်ဖိစီးမှုတက်တာလာတယ်။ကြားဟော်မုန်းထုတ်လို့မှုလည်းပိုထွက်လာပါတယ်။မမနဲ့အေးရေးဝဝအိပ်ပါအေးရေးဝဝအိပ်ဖို့အတွက် ပုံမှန်အချိန်နိုးထအချိန်ကိုတတ်မှတ်သင့်ပါတယ်။အဲ့ဒီအချိန်အတိုင်းအိတ်ဆက်အနားယူပါ။အရွယ်ရောက်လူတယောက်အနေနဲ့တနေ့ကို9နာရီကနေ6နာရီအတွင်းတော့အိတ်ဆက်သင့်ပါတယ်။ဒီလိုလောက်တာဟာအရေးသွေးရှိတဲ့အိတ်ဆက်အနားယူခြင်းဖြစ်စေပါတယ်။ခေါင်းအုံ၊မှုရနဲ့အိပ်ရခင်းတွေကိုတက်တောင့်တက်တာဖြစ်စေဖို့တင့်တော်ရာကိုယူရေးချေပါ။တင်းကျပ်တဲ့ညဝတ်အင်ဂျီနဲ့အဝတ်အစားတွေကိုမဝတ်ပါနဲ့။တက်တော့တက်တာဖြစ်စေတဲ့အဝတ်အစားကိုသာယူရေးချေဖို့တင့်ပါတယ်။ အိတ်တဲ့အခါတိတ်ဆိတ်ငြိမ်သက်ပြီးအေးတဲ့အခန်းဖြစ်ရင်နှစ်နှစ်ချက်ချက်အိတ်ပျော်စီးပါတယ်။မှောင်ပြီးအေးတဲ့အခန်းမှာအိတ်ဆက်အနားယူပါဒီလိုအိတ်ရင်မာလာတိုနင်ဟော်မုန်းထွက်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။မာလာတိုနင်ဟော်မုန်းဟာအိတ်ဆက်မှုကိုဖြစ်စေတဲ့ဓာတ်ပေါင်းဖြစ်ပါတယ်။အိတ်ခါနီးမှာအစာကိုပိုက်တင်အောင်မစားပါနဲ့။ကေဖိန်းပါဝင်တဲ့ကော်ဖီလက်ဖက်ရည်နဲ့အချိုရည်တွေကိုညဖက်မတောက်ပါနဲ့။အပြာရောင်လင်းရောင်ဘလူးလိုက်ကိုခက်ကြကြအသုံးပြုတာကိုရှောင်ပါ စမတ်ဖုန်း၊ကွန်ပျူတာတွေကိုညဖက်အိတ်ခါနီးမှာမတုံးပါနဲ့။အပြာရောင်အလင်းရောင်ဟာမလာတိုနင်ဟော်မုန်းကိုမထွက်အောင်ဟန်တာထားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။တကယ်လို့မဖြစ်မနေသုံးရမယ်ဆိုရင် အပြာရောင် blue light ကိုအကာအွယ်ပေးနိုင်တဲ့မျက်မှောင်ကိုအသုံးပြုသင့်ပါတယ်။နံပါတ်3စိတ်ဖိစီးမှုကိုချော့ချပါ။ကာလရှည်ကြာစွာ စိတ်ဖိစီးမှုဖြစ်နေရင် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေပိုထွက်လာပြီးယောက်ျားဟော်မုန်းထုတ်လုပ်မှုဟာကျဆင်းသွားပါတယ်စိတ်ဖိစီးမှုကိုကြားဖို့အတွက်မန်ဒီတေးရှင်းလုပ်နိုင်ပါတယ်ယောဂလုပ်နိုင်ပါတယ်အသက်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တဲ့လေ့ကျင့်ခန်းကိုလုပ်နိုင်ပါတယ်လေးခွန်ရှစ်အသက်ရှူလေ့ကျင့်ခန်းကတော့နာမည်ကြီးပါတယ်စိတ်ဖိစီးမှုကိုကြော့ကြစေပါတယ်တတိနဲ့နေတဲ့အလေးချင်း mindfulness ကိုလည်းလုပ်နိုင်ပါတယ်မိသားစုမိတ်ဆွေတငယ်ချင်းတွေနဲ့ဆက်သွယ်ပြီး အတူနေထိုင်ရင်လည်းစိတ်ပီစီးမှုတက်တာစေပါတယ်။ယုံကြည်ရသူတွေကိုရင်ဖွင့်လိုက်ရင်လည်းစိတ်ပီစီးမှုတက်တာစေပါတယ်။ကြီမောစရာအကြောင်းအရာတွေကိုတွေးပြီးဖတ်ပြီးဇလန်းကြည့်ပြီးအာရပါရရီမောလိုက်ရင်လည်းစိတ်ပီစီးမှုတက်တာစေပါတယ်။လမ်းလျှောက်ရင်လည်းစိတ်ပီစီးမှုတက်တာစေပါတယ်။ပျော်ရွှင်စရာကောင်းတဲ့တခြင်းနားထောင်ရင်လည်းစိတ်ပီစီးမှုကိုတက်တာစေပါတယ်။နံပါတ်၄နေအောင်ခံပါကိုခန္ဓာအတွက် လိုအပ်တဲ့ဗီတာမင် D ရဖို့အကောင်းဆုံးနည်းလမ်းတစ်ခုမှာနေအောင်ခံခြင်းဖြစ်ပါတယ်။ဒါကြောင့်ဗီတာမင် D ကိုနေအောင်ကြီးဗီတာမင် Sunshine ဗီတာမင်လို့ခေါ်ပါတယ်။သင်ရဲ့ကျန်းမာရေးအတွက်ဗီတာမင် D ဟာအလွန်အရေးကြီးပါတယ်။ကိုယ်ခံစွမ်းအားလုပ်ငန်းလုပ်ဖို့အရိုးနဲ့ကြွက်သားတိဆောက်ဖို့နဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ဗီတာမင် D ဟာမရှိမဖြစ်လိုအပ်ပါတယ်။ဗီတာမင် D ချို့တဲ့ရင်ကြားဟော်မုန်ထုတ်လုပ်မှုလည်းကျဆင်းသွားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့နေအောင်ကြီးဟာအလွယ်တကူရနိုင်တဲ့နေရာဒေသဖြစ်တာကြောင့်ဗီတာမင် D ချို့တဲ့မှုဟာအတော်ရှားပါးပါတယ်ဒါပေမဲ့ဆောင်းတွင်းကာလမှာအေးလို့ချမ်းလို့အပြင်မထွက်ပဲနေရင်ဗီတာမင် D လုံလုံလောလောရဖို့ခက်ခဲနိုင်ပါတယ်နမငါရေအေးအေးနဲ့ရေချိုးပါဂျီအေးနဲ့ရေချိုးတဲ့အခါကြားဟော်မုန်းကိုလှုပ်ဆော်မှုပေးပြီးပိုထွက်စေပါတယ်။ဂျီအေးနဲ့ရေချိုးလိုက်တဲ့အတွက် ဇီဝကံမဖြစ်စဉ်လဲပိုအလုံးလုံးလာပါတယ်ကိုရင်းအစိတ်တောက်တွေကိုလည်းရှင်းပေးနိုင်ပါတယ်ပုံနောက်ရဲ့လုပ်ငန်းတွေလည်းပိုအလုံးလုံးလာပါတယ်ရေစီတဲ့ရေခဲထည့်ပြီးဖြစ်ဖြစ်ရေချိုးကံနဲ့ရေခဲထည့်ပြီးဖြစ်ဖြစ်ရေအေးနဲ့ရေချိုးနိုင်ပါတယ်ဆောင်းတွင်းမြချောင်းတွေထဲမှာချက်ချင်းခုံချပြီးရေချိုးလို့လည်းရပါတယ်ရေအေးနဲ့ရေချိုးချိန်ဟာစက္ကန့်30ကနေစက္ကန့်60ဆိုရင် လုံလောက်ပါတယ်တကူလုံးချမ်းတုံသွားတဲ့အတွက် ွက်သားတွေဟာတင်းလာ ကိုရင်းအပူချိန်ရဲ့လှုပ်ဆော်မှုကြောင့်ကြားဟော်မုန်းကိုလည်းလှုပ်ဆော်မှုရတဲ့အတွက်ကြားဟော်မုန်းပိုထွက်လာပါတယ်အဆအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နောက်လွယ်လွယ်ကူကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့မေတ္တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစီခြင်းပါတယ်လူသားအားလုံးလူနဲ့ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Have a nice day